စီချွန်ဝတ်သားဘုတ်ကို53နေကြအိမ်မှာချိတ်ဆွဲထားကြတယ်။အဲ့ဒီဝတ်သားဘုတ်ကိုတော့ဂုံတီရရှိဧည့်သည်တွေကိုတည်ခင်းအခံဖို့လှုပ်ထားတာပါ။ဝတ်သားဘုတ်ဆိုလို့နန်းဆောင်နေတဲ့ဝတ်သားလို့မထင်လိုက်ကြနဲ့နော်။စီချွန်ခရိုင်ကြားပါလို့ခေါ်တဲ့ရွာလေးမှာပဲတည်ရှိပြီးဂုံတီရရှိဧည့်သည်တွေကိုပဲချကျွေးတဲ့ဝတ်သားတစ်မျိုးပါ။အိမ်ခေါင်မှုပေါ်မှာ10နှစ်ကနေ230အထိချိတ်ဆွဲထားပြီးရင်နော်။ဒေသခံတွေကြိုက်နေတတ်တဲ့အထူးစားသောက်ကုန်ဝတ်သားဘုတ်ရလာမှာဖြစ်ပါလေ။ကြပါမှာနှစ်တစ်ကိုချင်းဒါမှမဟုတ်ဂုံတီရရှိဧည့်သည်တွေလာတဲ့အခါမှာသာအထူးအဲခံဖို့ဝတ်သားဘုတ်ကိုထုတ်သုံးကြပါလေ။ နောက်ပြီးဝတာပုတ်ကို9,600ပေးပြီးတော့ဝယ်တဲ့သူရှိပေမဲ့ကြားပါလူမျိုးတွေကမယောင်ကြပါဘူး။ဒါဆိုမေးစရာမေးခွန်းတစ်ခုရှိလာပါပြီ။နှစ်30ကြာလောက်ချိန်ဆွဲထားတဲ့ဝတာကအပြင်ပိုင်းမှာအရန်ကို6ပြီးမဲသွားပြီဆိုတော့အဲ့ဒီဝတာပုတ်ကိုစားလို့ရောဖြစ်ပါမလား။နားလေတော့အောင်အားလုံးတူတူစက်ကြည့်ကြရအောင်။ကြားပါဆိုတာကစစ်ကြွန်းခရိုင်မှာရှိပြီးတိဘက်လူမျိုးတွေနေထိုင်ကြတဲ့ရှေးဟောင်းရွာလေးတွေရပါ။အဲ့ဒီမှာနေထိုင်ကြတဲ့သူတွေကိုကြားပါလူမျိုးလို့ခေါ်ကြပါလေ။ဒီနေ့အထိသူတို့ကရိုးရရင်ကျေမှုနဲ့အသက်မွေးဝမ်းကြောင်းကိုထိမ့်သိမ်းလာခဲ့ကြတာပါ။ ဝတားဘုတ်ဆိုတာကသူတို့ရဲ့အထင်ကရယူရစားတောက်ကုံတစ်ခုပါအိမ်တိုင်းမှာလှူထားကြပြီးတော့ဘေးအိမ်ကိုသွားသွားအိမ်ခေါင်ပေါ်မှာအမဲရဝရကောင်ကိုချိတ်ဆွဲထားတာတွေ့ရပါလိမ့်မယ်အပြင်ဘက်ကမဲညင်နေပြီးအနံ့ဆိုးရှိတာကြောင့်မြင်းတဲ့သူတွေမျက်နှာရှုံတက်ကြပြီးမယ်ဒေသခံတွေအမြင်မှာတော့ဒါကအစားအစာတစ်ခုဖြစ်ုံနဲ့မကပဲကျေဝချမ်းသာမှုကိုပြသတဲ့တင်ဂေတာတစ်ခုပါပဲချိတ်ဆွဲထားတဲ့အချိန်ကြာလေလေအဲ့ဒီအိမ်ကပိုချမ်းသာတယ်ဆိုတာကိုပြလေလေပါတေးပြီးသားဝက်ကို230ကြာချိတ်ဆွဲထားပြီးတဲ့နောက်မှာတော့အရသာရှိရဲ့အစားအစာအဖြစ်ပြောင်းလဲလာပါတယ် အရာကိုတော့ဂုံဒီရရှိဧည့်သည်တွေကိုဖိတ်ကြားဖို့အတွက်ပဲတုံးပြီးတန်းချီပေးလဲမရောင်းကြပါဘူးဝတာဘုတ်ကိုဒီတိုင်းသိပြီးသားဝရကောင်လိုပဲမမြင်ကြနဲ့နော်ဝမွေးရတဲ့နီလန်ကမလွယ်ကူမယိုရှင်ပါဘူးကြားပါလူမျိုးတွေကဝက်ကိုရိုးရိုးတာမန်အစာရင်းမကြွေပဲပြောင်းနေကြုံပဲကြွေကြတယ်ဝက်ကြီးလာတဲ့အခါတက်လို့ရပါပြီတက်တဲ့လုပ်ငန်းစဉ်ကလည်းတော်တော်လေးကိုအရေးကြီးပါတယ်ကြားပါလူမျိုးတွေကဝက်ကိုကြုံနေဖိတက်ကြတာပါနောက်တော့ဒါတတိလေးနဲ့သွေးကြောတွေကိုဖြတ်ပြီးသွေးတွေကိုဝက်အတွင်းပိုင်းထဲကိုရအောင်လုပ်တယ် ပြီးတဲ့အခါမှာတော့ဝိုင်းရဲ့အတွင်ပိုင်းမှာအပေါက်လေးတစ်ပောက်ဖောက်ပါလေ။ဦးကျော်တွေကိုထုတ်ယူပြီးတိဘက်ဒေသမှာအသုံးများတဲ့ချေခင်တို့ဂျုံတို့လိုမျိုးအာဟာရဓာတ်အများကြီးရှိတဲ့တိနဲ့မျိုးစုံကိုပြန်ထည့်ပါလေ။နောက်ဆုံးမှာဝိုင်းရဲ့နားနှာခေါင်းနဲ့ပါဇက်ပေါက်တွေကိုပါပေးပြီးဝက်ဥတွေကိုပြင်ပလီမဝင်နိုင်အောင်လုပ်ပါလေ။အဲ့ဒီအဆင့်တွေပြီးပြီဆိုရင်တော့ကြားပလူမျိုးတွေကဝက်ကိုရေစုပ်သွားအောင်အပင်ကိုမီးရှို့ပြီးကြံခဲ့တဲ့ပြာတွေနဲ့မြှုပ်ထားပါလေ။ဝဲရည်ပြ6သိသွားတဲ့အထိခံမှန်းကြီး10ရက်လောက်ထားကြပါလေ။ ီးတဲ့အခါမှာတော့ဝက်ကိုပြန်ထုတ်ယူပြီးတော့အိမ်မာချိတ်ကစားတင်မိကိုမှန်တိုက်ပါတော့တယ်။ဒီလိုမိကိုမှန်တိုက်တဲ့လုပ်ငန်းစဉ်ကနှစ်ပေါင်းများစွာထက်ခါထက်ခါလုပ်ကြရရတယ်။ပုံမှန်အားဖြင့်တော့၁၀နှစ်ကနေနှစ်30အထိပါအချိန်ကြာမြင့်လေးဝက်သားရဲ့အရသာကပိုကောင်းလာလေပါပဲ။နှစ်30ထက်ကျော်သွားရင်တော့နန်းစော်နေတဲ့ဝက်သားကနောက်တစ်ဆင့်ကိုရောက်သွားပြီးတော့အထူး special ဝက်သားဖြစ်သွားတယ်။ပတ်စံရှိရင်တော့ဝယ်လို့မရနိုင်တဲ့အရာပါ။အဲဒီလိုမျိုးအထူးဆင့်ရောက်သွားပြီးဆိုရင်တော့ကြာပါလူမျိုးတွေလည်းမစားဖြစ်ကြပဲဂုံတီးရရှိအထူးဧည့်သည်တွေကိုအဲ့ခံပို့ထားကြပါလေ။ ဒါကတော့ကြားပါလူမျိုးတွေအတွက်ကျေဝါချမ်းသာမှုကိုပြတဲ့သင်္ကေတာတစ်ခုပါဝတာဘုတ်ကအဲ့ဒီလောက်ထိနန္နာကိုဒေသခံတွေကဘာလို့အစားအစာပြည့်စားနေကြတာလဲကြားပါရွာကစစ်ချွန်းခရိုင်မှာရှိတဲ့တမိုင်းဝင်တိဘက်ရွာလေးတရွာသာဖြစ်ပါလေအရင်ကရေခဲတတတွေလည်းမရှိခဲ့ကြဘူးအဲ့ဒီအပြင်ဒေသရဲ့ယာတီဥရုကလည်းဆွတ်ဆွတ်တာကြောင့်အစားအစာတွေထိမ့်သိမ့်နေတဲ့နေရာမှာတော်တော်လေးကိုအခက်အခဲရှိခဲ့ကြပါလေအထူးသဖြင့်ဝတာဘုတ်ရန်နေငယ်လောင်နေရင်အနှံ့ဆိုးထွက်ပြီးတော့ပုတ်သွားတတ်ကြတယ်။နှိစေချီကြောင်ထားလို့မရဘူး။ အဲဒါကြောင့်ကြားပါလူမျိုးတွေကဝက်ကိုချိတ်ဆွဲပြီးတော့မိကိုမှန်တိုက်ကြတာပါမိကိုမှန်တိုက်ပြီးတဲ့အခါဝါသားကပြတ်မစီသွားပဲနဲ့ပုံမှန်ထက်တောင်ပိုတောင်ရတာကောင်းလာပါလေအဲဒီလိုရတာထူကြတဲ့ဝါသားကိုဝါသားပုတ်လို့ခေါ်ကြပါလေ